ရှင်းဟောင်းငွေနည်းဆိုတာအဖိုးမဖြတ်နိုင်တဲ့တယံစာတာတစ်ခုပါနှစ်ပေါင်းရာချီတရှိခဲ့တဲ့မြန်မာနိုင်ငံကရှင်းဟောင်းငွေနည်းတချို့ကတော့မက်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြီးနဲ့အတူမြေခါခဲ့ရပါပြီအထူးသဖြင့်မြန်မာပြည်နောက်ဆုံးမင်းဆက်နန်းဆိုင်ခဲ့တဲ့မြို့မြို့တီတက်တန်160ကျော်ပြီဖြစ်တဲ့မန္တလေးဟာငလင်းကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့ရပါတယ် ကန်ဝင်မြောက်သမိုင်းကြောင်းတွေရှေးဟောက်အမွေနေတွေနဲ့မဟာဆန်နဲ့လှပမှုတွေဟာငလင်ကြောင်ရုပ်ချီဆိုသလိုမြို့ပြတ်တပွဲကြီးမွားသွားခဲ့ရပါတယ်။ငလင်ကြီးကြောင်မန္တလေးတိုင်းအင်းဝဒေတာကရှေးဟောက်အဆောက်အုံ630ကျော်ထိခိုက်ပျက်စီးခဲ့တယ်လို့စစ်ကောင်စီဘက် MRTV ရုပ်သံကနေကြေညာခဲ့ပါတယ်။ဒီပမာဏဟာအင်းဝဒေတာကရှီဟောင်းအဆောက်အုံအလုံးရဲ့၃ပုံ၂ပုံပျက်စီးခဲ့တာပါ။ ဒီလိုထိခိုက်တဲ့ရှေးခေါင်အဆောက်အုံတွေတဲ့မြန်မာတွေရဲ့ရှေးခေါင်အမွေအနှစ်လက်ရာတွေဖြစ်တဲ့ AD 380ကတည်ထားခဲ့တဲ့အင်းဝရွှေစည်းကုံးစီဒီ AD 1820နဲ့စရုပ်ထအင်းဝခင်မှာတည်ထားခဲ့တဲ့နမ်းမြေမျောစင်းနဲ့တမန်ဝင်မဲနူအောက်ကြောင့်လို့လဲပါဝင်ပါတယ် ကြာပြင်းစကိုင်းအင်းဝကြတာဟောက်ပါဝင်မဟာမြတ်မှုနိဖျားကြီးမန္တလေးနံမြူယူမင်းကွန်းကမြသိန်းနံစီတီစကိုင်းတောင်ယူကတိလာရှင်ကြောင့်စာတင်တိုက်တွေနဲ့အစ္စလမ်ဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရာဗလီတွေလည်းပျက်စီးပြိုကျခဲ့ပါတယ်ငလင်ကြောင့်ဆုံးရှုံးခဲ့ရတဲ့မန္တလေးရဲ့ရှေးဟောင်းအမွေအနှစ်တွေနဲ့ပတ်သက်ပြီးမန္တလေးဒေသခံစာရေးဆရာတူကအရင်ကတော့ဒါဒီကြီးလိုက်တဲ့စီရတိုင်းမှာတရားရည်ပြီးပထိုးနဲ့လူနေဆောင်ဦးနဲ့ဆက်လာ နံပြတ်တန်းနဲ့နော်ဒီလိုဒီနေ့တွေရှိခဲ့နေရမျိုးပါတခြားလုံးကြီးလိုက်တဲ့မြင်ကွင်းမျက်စိတဆုံးမှာတိုက်တူတစ်ပြိုင်တိုက်ပြက်တွေနဲ့အကုန်လုံးပေါ်ဒီဟိုပေါ့ဟိုဒီနေရာလေးမြေခါ US လဲကြဆိုရကြဟိုဘလုံးမဟိုစိတ်ကူးတဲ့တောင်မှမလာဘူးပုံရိပ်မပေါ်နိုင်ခဲ့တဲ့မြင်ကွင်းမျိုးကိုမြင်ရတော့ဟိုလောလောဆယ်အခုကတလားဆိုပေမဲ့လည်းသွေးပူနေတော့လို့ပြောလို့ရတာပေါ့ဗျာ ဲ့ကြားလေတာကတနုံနုံခံစားပြီးတော့စိတ်မကောင်းမှနဲ့ဖြစ်ကြမှာရောဒါသိကြတယ်ဗျမျိုးသူမျိုးသားတွေရဲ့ဟိုစိတ်ထဲမှာတော့ဒီဒဏ်ရာကြီးရတော့ရသွားတာကတော့ဒါသိရပါတိပါသွားတော့မှာပဲလေဒီလိုရှေးဟောင်းဝင်တွေပြက်စီးသွားတဲ့နောက်တံမိုးထားမှုဟာလည်းစစ်ကောင်စီလက်အောက်ရော့ကျလာတဲ့အခြေအနေပါပြည်သူတွေကြားမှာလည်းပြန်လည်ပြုပြင်ဖို့တွန်းအားပေးသူတွေရှိသလိုတမိုင်းတစ်ခုအပြည့်အပြည့်အစည်းတိုင်းထင်းထင်းထားဖို့တိုက်တွန်းသူတွေလည်းရှိပါတယ် ဒါပေမဲ့စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေကတော့ဟန်ပြအနေနဲ့မန္တလေးကျုံမြို့ရိုးအပြိုပြက်တွေကြားအုတ်အကျိုးပယ်တွေကိုလက်ဆင့်ကမ်းတည်ယူနေတဲ့မြင်ကွင်းတွေသာပြည်သူတွေကြားပြန့်နှံခဲ့ပါတယ်။အဲ့ဒီတမိုင်းဝင်ကြေမွားခဲ့ရတဲ့အုတ်တွေကိုတချို့လမ်းခင်းတဲ့နေရာတွေမှာပြန်အသုံးပြုဖို့ခိုင်းစေတာတွေရှိတယ်ဆိုတဲ့သတင်းတွေလည်းဒေသခံတွေကြားထွက်ပေါ်နေပါတယ်။ ဒီလိုတံမိုးမသိမှုတွေနဲ့အလင်းစလိုရှင်းလင်းရေးလောက်တာကအမှုပညာလက်ရမြောက်တဲ့တမိုင်းဝင် အစဉ်တစားတွေကိုပျက်စီးစေတယ်လို့ပြည်သူကပညာရှင်တွေကခြောက်ပြကြပါတယ်ကြအပြင်တဘာဝဘီအန်ဒီအကြောင်းပျက်စီးသွားတဲ့ရှေးဟောင်းအမွေနေတွေထပ်မံဆုံးရှုံးမှုတွေနဲ့မကြုံရအောင်ပြိုကျသမျှအစိပ်ပိုင်းတွေကိုအမှတ်အသားနဲ့နေရာတစ်ခုတတ်မှတ်ကတင်စီတင်တဲ့ဆိုတဲ့အကြံပြုချက်တွေလည်းရှိနေပါတယ် ဂျာမတာပြုပြင်တဲ့အခါစနစ်တကျပြန်လည်တက်ဆင်နိုင်မှာဖြစ်ပြီးနောက်တစ်ချိန်မှာမျိုးဆက်တစ်တွေကိုပြသစရာတမိုင်းမှတ်တမ်းကျမ်းမာဖြစ်တယ်လို့ပြောလာသူကပြည်သူ့ကပညာရှင်ဒေါ်မိုမိုလွင်မာဒီကနေ့ကျမတို့နိုင်ငံရဲ့အခြေအနေတွေကအဲ့လိုလုံနိုင်ဖို့အတွက်ခက်ခဲတဲ့အခြေအနေဖြစ်နေတာကအကြီးမားဆုံးစိန်ခေါ်မှုဖြစ်တယ်။အရင်းမြစ်တွေမဆူစည်းနိုင်ဘူး။အကျိုးဖြစ်အောင်စီမံခန့်ခွဲမှုမလုပ်နိုင်ကြဘူး။ပြီးတော့မှန်ကန်တဲ့ပြင်ဆင်ထိန်းသိမ်းမှုတွေကိုလည်းလူတိုင်းလိုက်ပါနိုင်အောင်မစည်းရုံးနိုင်ကြဘူး။ ဲ့ဒါအပြင် အရေးကြီးဆုံးကတော့ဒီအမွေအနှစ်တွေကနိုင်ငံတော်အဆင့်ဖြစ်လို့တည်ထားခိုင်မာတဲ့မူဝါဒရှိရမယ်လေရည်ရွယ်ချက်ပန်းနိုင်တူရမယ်ပါဝင်ပတ်သက်သူအလုံးစိတ်တူကိုယ်တူနားလည်ယုံကြည်မှုနဲ့ထောက်ခံမှုနဲ့မှရက်ရွာပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုရှိမှမူလရှိခဲ့တဲ့တန်ဖိုးတွေဆက်လက်တည်ဆောင်နိုင်ပြီးတော့မှန်ကန်စွာထိမ့်သိမ်းနိုင်မယ်အဲ့လိုလိုထိမ့်သိမ်းမှုကလည်းကြာရှိခံမယ်ပြီးတော့ policy ချမှတ်သူတွေ evolution တွေ ဘာသာရေးကောင်းဆောင်တွေဆိုင်ရာအဖွဲ့အစည်းတွေပညာရှင်တွေရက်ရွာလူတို့အကုန်ပူးပေါင်းဆောင်ရွက်နိုင်တော့မှ အောင်မြင်မယ်အားလုံးလူလူလလရှိကြရဲဆိုရင်ပြည်တွင်းရင်းမြစ်တွေရောနိုင်ငံတကာကရနိုင်တဲ့ရင်းမြစ်တွေကိုပါစနစ်တကျသုံးစွဲနိုင်မယ်ရဖို့လဲပို့ပြီးတော့မှနီးစပ်နိုင်မယ်ဥပမာပြောရမယ်ဆိုရင်နီပေါ်နိုင်ငံငလျင်အပီးကဘာကအားလုံးဝိုင်းဝန်းဆောင်ရွက်တာအခု၁၀နှစ်ကျော်လာခဲ့ပြီမဲ့လုပ်ငန်းတွေဆက်လက်ဆောင်ရွက်နေကြဆဲဖြစ်တယ် အခုဒီမှာဒီလိုဖြစ်နိုင်တဲ့အခြေအနေလုံးဝရှိမနေဘူး။ငလင်းကြောက်ပြက်စီသွားတဲ့ရှေးအောင်ဝင်နေအဆောင်တွေကိုပြုပြင်ထိန်းသိမ်းတဲ့အခါမှာအိနေချင်းအာရှနိုင်ငံတွေကိုအတွေ့အယူတင်တယ်လို့ခီးသွားလုပ်ငန်းလုပ်ကိုင်သူတွေကအကြံပြုပါတယ်။ 1992ခုနှစ်အထိစစ်ပွဲတံခံခဲ့ရတဲ့ကမ္ဘောဒီးယားနိုင်ငံမှာဆိုရင်စစ်ကြောင့်ပျက်စီးခဲ့ရတဲ့ရှေးအောင်အမွေအနေတွေကအန်ကောဝစ်ကိုထိန်းသိမ်းနိုင်ဖို့နိုင်ငံတကာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ICC အန်ကောပြင်သစ်ဂျပန်ဩစတြေးလျနဲ့တခြားနိုင်ငံတွေရဲ့အကူအညီတွေကိုယာယူခဲ့ပါတယ်ဒါကြောင့်ပဲအန်ကောဝစ်ဟာ1992ခုနှစ်မှာကမ္ဘာအမွေအနှစ်စင်ယူနက်စကိုဝင်ခဲ့ပါတယ်။ အာနာမသိငင်ကမြန်မာနိုင်ငံမှာနိုင်ငံသားခီးသွားလက်ပတ်မှုများခဲ့တယ်။ဗကန်ရှိဟောင်းဒေတာကတော့2019ခုနှစ်မှာသာ ကမ္ဘာအမွေးနေ့စဉ် UNESCO ဝင်ခဲ့တာပါ။ဒါကိုကြည့်ရင်မြန်မာနိုင်ငံကရှိဟောင်းအမွေးနေ့တွေကိုထိန်းသိမ်းမှုနဲ့မှတ်တမ်းတင်မှုပိုင်းမှာအားနည်းနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ဒါအပြင်ပျက်စီးသွားတဲ့ရှင်ဟောင်းဝင်တွေကိုပြင်ဆင်တဲ့အခါမှာအတူယူလည်လာစရာနောက်ထပ်တစ်မျိုးရှိပါသေးတယ်။ အဲ့ဒါကတော့လွန်ခဲ့တဲ့နှစ်ပေါင်း250ကျော်ကဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကြောင့်ရှင်ရအမွေနေတွေပျက်စီးသွားခဲ့တဲ့ထိုင်းနိုင်ငံကရုတ်တရက်မျိုးပါပျက်စီးခဲ့တဲ့အမွေနေတွေကိုမူလပုံစံအတိုင်းထိန်းသိမ်းထားတာကြောင့်အယုဒ္ဓယာကိုဆိုရင်လာရောက်လက်ပတ်တဲ့နိုင်ငံသားခီးသွားဧည့်သည်ကကိုဗစ်မကြိုင်ခင်မှာတစ်နှစ်ကို6.8တန်းအထိရှိခဲ့ပါတယ် စစ်ပွဲကြားမှာတော့ကမ္ဘာအမွေနစ်စည်းဝင်ခဲ့တဲ့အန်ကောဝစ်ကိုလာရောက်တဲ့ခီးသွားလုပ်ငန်းကရတဲ့ဝင်ငွေဟာဆိုရင်လေကျိုင်းပြည်အသက်တင်ဝင်ငွေရဲ့20ရာခိုင်နှုန်းခန့်ရှိတယ်လို့ WFP ရဲ့ Travel and Tourism Development Index 2024မှာဖော်ပြထားပါတယ် ဒါကြောင့်နိုင်ငံခြားခီးသွားတွေကိုဆွဲဆောင်နိုင်ဖို့ဆိုရင်ပျက်စီးခဲ့တာတွေကိုရှေ့မှုမပြတ်ထိန်းသိမ်းတဲ့အပြင်ရေရှည်ထိန်းသိမ်းမှုနိုင်ငံတကာအဖွဲ့အစည်းတွေရဲ့အကူအညီတွေရယူတင်တယ်လို့ခီးသွားလုပ်ငန်းရှင်အမျိုးသားတအူကအကြံပြုပါတယ်။ဒီရှေ့အောင်မွေးနေ့တွေကိုပြင်ဒီပြင်ဆင်နေဆိုတဲ့အခါမှာပေါ့နော်။ဒါကျွန်တော်တို့မြန်မာနိုင်ငံထဲမှာတော့ဒီကဘာလုံးမှာဖြစ်မှုပါတယ်ပေါ့နော်။ဘာကအဲ PND ရဲ့အကြောင်းပျက်စီးသွားတယ်ဆိုလို့ရှိရင်တကယ်ညာရှင်နေတဲ့ အဲတိုင်ပြန်ပြီးတော့အဲ restoration လို့ခေါ်တဲ့ဟာပေါ့နော်အဲ့ဒါလေးကျွန်တော်တို့လုပ်ရပါတယ်လုပ်ရတဲ့အခါမှာဒီပညာရှင်တွေတိုင်ပြန်ပြီးတော့ရှင်းမှုမပြတ်ဖြစ်အောင်ထိမ့်သိမ်းတာနောက်တစ်ခါဤပညာအပြင်လဲကျန်ရှိနေသေးတဲ့အမွေမြက်ပေါ်မှာပေါ့နော်ထိခိုက်မှုမရှိအောင်ဆက်လက်ပြီးတော့တည်ထောင်အဲ့ဒါမျိုးတွေကိုဤပေါင်းများစွာနဲ့တုတ်ပြီးတော့ဥပမာ UNESCO တို့ဘာတို့ပေါ့နော်အဲ့ဒီကကျန်နေတဲ့ယူပြီးတော့ကျွန်တော်တို့ဆောင်ရွက်လေးရှိပါတယ်အခြားနိုင်ငံတွေမှာလည်းဒီမျိုးတွေလုပ်လို့ရှိပါတယ်ကျွန်တော်တို့ဒီမှာလည်း ဒါကမို့လုတ်တက်มาတဲ့ဟိုချက်ချင်းဝုန်းတိုင်းဆိုပြက်ပြီးတော့ပြီးဆောက်ဆရာမလိုပါဘူးဒီဟာပေါ်မှာအချိန်ယူပြီးတော့မှပညာရှင်တွေနဲ့လုတ်တယ်ဆိုလို့ရှင်အဲပညာရှင်တွေရဲ့ဟိုဟာတော့နော်လမ်းညွှန်မှုအတိုင်းပဲလုတ်တယ်ဆိုရှင်တော့ဒီဟာမူလကိုမူလအတိုင်းပြန်ပြီးတော့ဖြစ်လာနိုင်ပြီပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့အားရပြက်သွားတာပဲချက်ချင်းအားဒါပြန်တိဆောက်မှရမယ်ဆိုပြီးတော့အဲလူရှင်တွေသရာတရားအဲထက်တယ်တဲ့သူတွေကဝိုင်းဝန်းပြီးတော့ငြင်းငြင်းပြန်ပြီးတော့တိဆောက်လိုက်တယ်ဆိုလို့ရှင် ရှင်းမှုမပြတ်မဟုတ်တော့ပဲလက်ချာနီးနဲ့ပြည်ပြင်းပြင်းဆိုင်လိုက်တယ်ဆိုလို့ရှိရင်ဒါသူ့ရဲ့အနှစ်သာရတံပိုးပြစ်ပြီးသွားတယ်လို့ဆိုတော့ပြောပြောလို့ရပါတယ်အဲလိုပြစ်ပြီးသွားတယ်ဆိုတော့အဲဒီနိုင်ငံသားဒီကဘာလက်ခီးတယ်ဒီအနေနဲ့ဒါလက်ခံလေးမရှိပါဘူးခင်ဗျာဒါဟုတ်လေ ဇဂိုင်းငလင်းကြောင်နေပြီးတော့မန္တလေးဇဂိုင်းပဲခူးနေရှမ်းပြည်နယ်တွေမှာနေအိမ်6000ကျော်ဘုံကြီးကျောင်းနဲ့သီလရှင်ကျောင်းပေါင်း3500ကျော်စာတင်ကျောင်းပေါင်း2300ကျော်အစိုးရရုံးအစာအုံ3600ကျော်တရာ150ဆင်းနေဖျားပထိုးစီတီ9600ကျော်ပျက်စီးခဲ့တယ်လို့စစ်ကောင်စီပိုင်းသတင်းစာတွေက April 10ရက်မှာဖော်ပြထားပါတယ် အပြက်စီးတွေမရှင်းလင်းနိုင်တဲ့ချိန်မှာထပ်မံဖြစ်ပွားတဲ့မီးလောင်တာ၊မိုးရွာတာ၊တိုက်ထက်ပြိုတာနဲ့ရှားတိဥရုပြောင်းလဲမှုပြင်းထန်တဲ့ဒဏ်တွေကိုမန္တလေးနေပြည်သူတွေကအလူအလိမ်ခံစားနေကြရပါတယ်။လက်ရှိမန္တလေးကရှင်လင်းနာတွေလှုပ်ဆောင်နေရစေမို့မိဆက်တန်တွေစုညံပြီးဖုံတလုံးလုံးနဲ့ဖြစ်နေတယ်လို့မန္တလေးမြို့မှာနေထိုင်သူတွေကဆိုကြပါတယ် ဟိုးရင်ကကျုံမြူရိုးနဲ့အတူရှေးဟောင်းဖရာကြောက်စာရီနဲ့တည်တဲခဲ့တဲ့မန္တလေးမှာအခုဆိုမြင်မြင်သမျှတိုက်ပြိုတိုက်ပြက်တွေကြာနာမကျန်းတဲ့မြို့တစ်ခုဖြစ်လို့နေတာပါမန္တလေးမှာနေထိုင်သူအသက်38နှစ်အရွယ်အမျိုးသားတူကမန္တလေးဆိုတာကကျွန်တော်တို့ရဲ့မြို့မယဉ်ကျေးမှုတွေအများဆုံးတည်ရှိရဘိုးကျဲလို့ကျွန်တော်တို့ပြောလို့ရပါတယ် ဲ့အနေထားမှာခုငရင်ကြီးကြောင်းပေါ်တော့တော်တော်များများတော့ပျက်စီးသွားတယ်လို့ပြောလို့ရတယ်အထူးဖြင့်တော့ဒီမန္တလေးမြို့ရဲ့ဒီအခုပေါ်တော့ရာနာဘုံဟိုဒီနေပြည်တော်လို့ပြောရမယ်မန္တလေးကြီးကိုမရွှေ့ခင်ပေါ်တော့ကျွန်တော်တို့အမရပူရနေရာမျိုးဆိုလို့ရှိရင်ဒါတော်တော်လေးကိုမှပျက်စီးသွားတာဒီကျွန်တော်မျက်စိမြင်အရာဆိုလို့ရှိရင်တော့မှရှင်းပြောမတင်ရှေ့ဟောင်းဆောက်ဦးရဲ့မွေနစ်တေရဲ့90ရာခိုင်နှုန်းလောက် ဒီပျက်စီးွားတယ်လို့ကိုမကျွန်တော်မြင်ရတယ်။နောက်အင်းဝါပေါ့နော်အေးဝါဆိုလို့ရှိရင်လည်းပြားစီတီတီတန်ကတာတနိကအဆောက်အဦတွေရှိအောင်မွေနေတဲ့ကဟိုရခိုင်နှုံးတော်တော်များများပေါ့နော်60ရဲ့အထက် ပေါ့နော်ပျက်စီးွားတယ်လို့ကျွန်တော်တို့ကြားတိရတယ်ပေါ့လေ။အဲ့အနေထားဖြစ်သွားတယ်ဆိုတော့ဒါကတော့ချင်းပြောမယ်ဆိုရင်တော်တော်ကိုဆူဆူဝါထိခိုက်သွားတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့။ဒီမှာမွေနေတဲ့အများကြီးပျက်စီးဆုံးရှုံးသွားတယ်။အဲအနေထားမှာရှိတယ်ပေါ့နော်။ အဲ့လိုမျိုးအနေထားမှာရှိတဲ့ခါကျတော့ကျွန်တော်တို့ကဒါရင်ကျေးမှုနဲ့ဆိုင်တဲ့ဟိုဒီအချင်းချင်းမဆုံရှုံးမလို့ပြောလို့ရတယ်။ငလင်ကြောင့်ကြေမွားခဲ့ရတဲ့ဒေသခံတွေရဲ့ဘဝတွေမြေခခဲ့ရတဲ့တမိုင်းမွေနေ့တွေဟာမူလအတိုင်းပြန်မဖြစ်နိုင်တော့တဲ့အခြေအနေပါ။ ပြန်မရနိုင်တော့တဲ့ရှေးဟောင်းယဉ်ကျေးမှုတွေလုံးဝပျောက်ကွယ်မသွားပဲနှောင်လာနှောင်သားတွေအတွက်ယုံလုံးပေါ်နိုင်တဲ့သမိုင်းဖြစ်လောက်မြင်ရဖို့ကိုတော့ထိမ့်သိမ့်ရေလုပ်ငန်းစဉ်တွေကဝေဝါးနေဆဲဖြစ်လို့နေပါတယ်